အဘိုးကြီးကမြေဖြစ်သူကိုစမ်းသပ်ရန်ကြေးပြားသစီးထုတ်ပြီးလမ်းပေါ်တို့စလုံးဝဲခိုင်းလိုက်သည်ကလီးလက်ထက်ရှိငွေကြီးများကိုမြင်သည့်နှင့်ဈေးဆိုင်ရှင်များကမုံဘဲသွားရဆိုင်များအတင်းကျပ်ရောင်းချကြသည်ကလီးကခိုင်းတီတိုက်စလုံးဝဲရမိကိုသာစိတ်ထဲချမှတ်ထားသည်တနေ့လုံးလိုလိုညီပါလမ်းလျှောက်ရှာသွေးပြီးနော်စလုံးတစ်လုံးမှမတွေ့ရသည့်ပိုက်စာလာတော့ကလီးသည်မုံတစ်ခုပဲဆိုင်းရန်ဆုံးထက်လိုက်သည်သူအချင်းတွင်လမ်းပေးရှိဆင်းရဲသားများကိုတွေ့ပြီးသူ၏ခြေပြားအလုံးကိုပေးလူခဲ့သည် EPF ကိုမြင်တွေ့သောသောအင်တွင်းမှုကကလေးကိုဆွဲခေါ်တာကအမိကလည်းဒေါ်လာထွက်ပြီးရိုင်းနှက်ခဲ့သည်အဘိုးကြီးကမူဤအပြုမှုကိုကြားသည့်အခါဒေါ်သာထွက်ချက်မရှိဘဲပြောင်းရွှင်နေခဲ့သည်ကံကြမ္မာသည်မျက်စိဖွင့်ပြလိုက်ပါပြီဟုသူစဉ်းစားမိသည်ငါမေးသည်နောင်တနေ့တွင်ကြီးပွားလာလိမ့်မည်အဘိုးကြီးကလူဘဝအတွက်အရေးကြီးသောစကလုံး၅လုံးကျေးဇူးတရားတရားမြတ်တမှုတရားတရားဉာဏ်ပညာနှင့်ယုံကြည်မှုတို့တွင်ကျေးဇူးတရားသည်အရေးကြီးဆုံးဖြစ်သည်ဟုရှင်းပြခဲ့သည် နောက်တစ်ချိန်အဘိုးကြီးကမြေးကိုငွေချီးရန်စမ်းသပ်ပြန်သည်တိုးတော်မိခင်ထမသစ်စီဆွေမိုးရထမသစ်စီချေးခွတ်မပြူလောင်ခလေးသည်လမ်းပေါ်တွင်ငွေချီးရန်ကြိုးစားတော်လေလူတိုင်းကငင်းဆန်ကြသည်နောက်ဆုံးတွင်သူသည်ကျေးဇူးတရားဖြင့်ကျွယ်ဝခဲ့သောခြိုင်ဝင်ထဲတွင်ဆွဲဆောင်မှုရှိသောအဘိုးကြီးထမစားတဆောင်ကိုကိုင်းဆောင်ထားသောခလေးသည်ဈေးဆိုင်သို့တော့ရောက်ကာငွေချီးယူနိုင်ခဲ့သည်ခလေးကဘာကြောင့်ဒီလိုဖြစ်ရသည်လဲဟုမင်းညံသည့်အခါအဘိုးကြီးကမင်း၏ကျေးဇူးတရားကိုမင်းပြန်လဲဆက်ပေးနိုင်သည်ဟု 偏加开的。